ွေငှားမှာကျွန်တော်တို့မွေငှားကိုကျွန်တော်ငခုနဲ့ငချင်းငါးနှမျိုးကိုသုံးပြီးထားတာဖြစ်တယ်ဗျပြီးတော့ရင်ကျွန်တော်မွေငှားချက်တဲ့အချိန်မှာလည်းရန်ကုန်ပဲစီတဲ့တမျိုးတည်းကိုပဲသုံးပြီးထားတာဖြစ်တယ်ပြီးတော့ရင်ကျွန်တော်မီးဆိုရင်လည်းကျွန်တော်မီးသွေးမီးကိုတမျိုးတည်းကိုပဲသုံးတာဗျဟုတ်ပြီးတော့ရင်ကျွန်တော်မွေငှားကအချုံမို့လုံးဝမသုံးထားဘူးဗျအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီအသက်ပိုင်းခြားမရွေးကျွန်တော်ကစီရိုတရိုရှိတဲ့တွေအတွက်လည်းကျွန်တော်တို့ကအဆင်ပြေပါရခင်ဗျအဲ့အကြော်မှလည်းကျွန်တော်အရေးကြီးဆုံးက C ပေါ့နော်အဲ့ C ကိုလည်းကျွန်တော်ရန်ကုန်ပဲစီစံတမျိုးတည်းကိုပဲသုံးတာခင်ဗျအဲ့သုံးမိသား C ကိုလည်းကျွန်တော်နောက်နေ့ပြန်မသုံးဘူးဗျ ကြော်စားတဲ့အချိန်မှာလေချောင်းရတာတို့အချို့ဆိုစီစီမတန့်လို့ရှိရင် allergic ဖြစ်တာတို့ဒါမျိုးတွေအတွက်လုံးဝစိတ်ပူစရာမလိုဘူးခင်ဗျအဲ့ဒါကြောင့်တောင်းတောင်းကလုံးဝ fair ဖြစ်ဆုံးဈေးနှုန်းပါပဲအဲဒီဆိုရင်ဒီပေါ့ကစတမာတောင်းဆိုရင်တောင်းဆိုရလောက်ကျွန်တော် performance လေးဖြောပြဖြစ်တယ်အဲအဲ့အောင်မှာကျွန်တော်ဒီပေါ့ one man show လေးလည်းရကျွန်တော်ဒီမှာရှိရလဲမှာအဲ့ဆိုတော့တကယ်လို့တကယ်လို့ပေါ့ကစတမာက तू က ။အော်ဒီတယောက်ကသူတို့ဖြောပြပေးစီနေတယ်ဆိုရင်ကျွန်တော်တို့ကနေပြီးတော့မှအဲ customer တွေအထူးတည်တံ့ပေါ့။ ဟုတ်ကျွန်တော်နာမည်နေမျိုးပါခင်ဗျာဟုတ်ကျွန်တော်နာမည်ကုတက်နေပါဗျာဟုတ်ကဲ့ကျွန်တော်မွေငါးမှာကျွန်တော်မွေငါးကိုကျွန်တော်ငခုနဲ့ငခြင်းငါးနှစ်မျိုးသုံးမိထားတာဖြစ်တယ်ဗျပြီးတော့အရင်ကျွန်တော်မွေငါးချက်တဲ့အချိန်မှာလည်းရန်ကုန်ပဲစီစားတစ်မျိုးတည်းကိုပဲသုံးမိထားတာဖြစ်တယ်ပြီးတော့ကျွန်တော်မီးဆိုရင်လည်းကျွန်တော်မီးသွေးမီးကိုတစ်မျိုးတည်းကိုပဲသုံးတာဗျဟုတ်ဟုတ်ကဲ့ခင်ဗျာဟုတ်ပြီးတော့ကျွန်တော်မွေငါးကအချုံမလုံးဝမသုံးထားဘူးဗျအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီအသက်ပိုင်းခြားမရွေးကျွန်တော်ကစီရိုတရိုရှိတဲ့တွေအတွက်လည်းကျွန်တော်တို့ကအဆင်ပြေပါတယ်ခင်ဗျဟုတ်ကဲ့ပါဗျအချုံကတော့ကျွန်တော် home land ပဲကြော်တစ်မျိုးတည်းကိုပဲသုံးတာဗျဟုတ် ော့မွေးငါးကိုကျွန်တော်ကဆက်နေရောင်းတာညမွေးငါးတစ်ဆက်မှာကျွန်တော်မုတ်ဖက်ပါမယ်ဟင်းရည်နှစ်ဘိုးပါမယ်ပြီးတော့ကျွန်တော်ကငဖယ်ပါမယ်ဘဲဥပါမယ်ပဲကြော်ပါမယ်ခင်ဗျာပြီးတော့ကျွန်တော်မွေးငါးနဲ့တွဲဖက်ပြီးစားတယ်ဒီဘက်အတီးရွက်တွေငရုတ်တိမုတ်တို့ပါတို့ပါမယ်ခင်ဗျာကျွန်တော်မွေးငါးနဲ့တွဲစားမယ်အတီးရွက်တွေဆိုရင်လည်းကျွန်တော်တို့ကဒီနန်းနန်းပင်ပေါ့နော်နန်းနန်းပင်တို့ပဲသီးလို့ဆိုရင်ကျွန်တော်တို့ကရှာလကာရည်နဲ့တေချောင်တန့်စင်ထားတာဗျအဲ့ဒါကြောင့်ကျွန်တော်တို့ကလုံးဝအကျမ်းပါရေးအတွက်ကျွန်တော်စိတ်ပူစရာမလိုဘူးခင်ဗျာဟုတ်ကဲ့ဟုတ် တော့ကျွန်တော်ပုံမှန်ရောင်းနေကြညနေ6နာရီကနေပြီးတော့7နာရီအတွင်းကိုကျွန်တော်တို့ကဒီ entertainment အစီအစဉ်လေးနဲ့ကျွန်တော်တို့ဖွင့်လှစ်သွားမှာဖြစ်တယ်။အဲ့ပြင်ကျွန်တော်တို့က7နာရီကနေပြီးတော့3နာရီအထိကိုကျတော့ကျွန်တော်တို့ hotel မှာတဲခိုတဲ့ဧည့်သည်တွေအတွက်ကျွန်တော်တို့ဖွင့်လှစ်ထားပြီးမှာဖြစ်တယ်။ပြီးတော့ရင်မနက်3နာရီကနေပြီးတော့မနက်6နာရီအထိရှိတယ်ခင်ဗျာ။အဲ့ဒါကျတော့ကျွန်တော်တို့ကဒီမနက်ခင်းအားစားလို့ရင်းနဲ့ breakfast စားခြင်းတဲ့သူတွေအမ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ပတ်တကယ်ချင်းနဲ့အတူပါတီရအပြန်ဘိုက်စားတဲ့သူတွေအတွက်ကျွန်တော်တို့ကဖွင့်လှစ်ထားပြီးတာဖြစ်တယ်ခင်ဗျာ။ဟုတ်ကဲ့။ စဉ်းစားတော့ကျွန်တော်ဒီတခြားဟိုတိုင်းသူများထင်တာတော့ဖြစ်တယ်လို့တော့မဟုတ်ဘူးပေါ့တော့လုံးဝဒါကိုဟိုတည်တည်ချာချာလေးစနစ်တညချွင်ပြရဲ့အဲဒီနေ့ကိုကျွန်တော်တို့ကနေပြောမှာဒီ dancing training ဆိုပြီးမှအချိန်ပေါ့အပိုင်းချာတနားရီလောက်ကိုကျွန်တော်တို့လုံးဝတည်ချာလေးပေါ့ train ပြရဲ့ဗျအဲအဲ့ပြီးတော့မှာတပတ်ကိုလည်းကျွန်တော်တို့ကတစ်ချက်အစ်စ်တွေအစ်စ်တွေဟိုနှစ်ပုတ်စီပေါ့နှစ်ပုတ်မဟုတ်လည်းကျွန်တော်တပုတ်ပဲဖြစ်ဖြစ်အဲရအောင်လို့ပြီးတော့မှာတည်ချာလေးပြင်ဆင်ထားရဗျအဲ့အားလေးနဲ့ကျွန်တော် customer ကိုဟိုဖြိုဖြိုဖြစ်တယ် အဲဒီထက်ပိုကြီးမကောင်းလာကြတော့ကျွန်တော်ဒီတောက်ကြစနေဆိုရင်ကျွန်တော်လောကရှိုးထိုင်းရှိရဗျအဲ့လိုမျိုးဒီနေ့တွေမှာဆိုရင်ကျွန်တော်ဒီပေါ်တော့အဲလောကတခြားနေ့နဲ့တာမန်နေ့နဲ့မတူတဲ့ကျွေးမှုရေတစ္ဆာစီစဉ်လေးရှိရကြပါဘူးဒီတစ်ခါတည်းလေးဆိုရင်ဒီပေါ့ကစတမာတောင်းဆိုရင်တောင်းဆိုရလောက်ကျွန်တော် performance လေးဖြုတ်ပြဖြစ်တယ် အဲအဲ့အောင်မှာကျွန်တော်တို့ဒီပေါ့ one man show လေးလေရကျွန်တော်တို့ဒီမှာရှိရလဲမှာအဲ့ဆိုတော့တကယ်လို့တကယ်လို့ပေါ့ customer က तू อ่ะအော်ဒီတယောက်ကသူတို့ဖြောပြပေးစီနေဆိုရင်ကျွန်တော်တို့ကနေပြီးတော့မှာအဲ့ customer တွေအထူးတည်တံ့ပေါ့အဲဒီနာကိုလာကိုတိုင်းလာရောက်ပြီးတော့မှာဖြောပြပေးဖြစ်တယ်ဗျာအဲ့ customer တွေတခြား service တွေရောပေါ့တခြား service ဆိုတာကျွန်တော်ဒီကိုတိုင်းမဟင်းကကိုလာချပေးရဲ့အဲတခြားပေါ့ဒီပေါ့ဟိုတ िश ူးလေးဒါမှတေချာလေးချပေးရဲ့အဲ့လိုမျိုးလေးဟုတ်တယ်ဓာတ်ပုံတွဲတာမျိုးလေးလေလို့ အရင်ဆုံးကျွန်တော်အရေးကြီးဆုံးကတော့ဒီပကံပေါ့နော်ကျွန်တော်ပကံကိုကျွန်တော်ကဒီတိုင်းစက်ပြာနဲ့ဆေးလိုက်ုံနဲ့မဟုတ်ဘဲနဲ့ကျွန်တော်ကပကံကိုကြာဆေးတယ်ဆေးပြီးတော့ကျွန်တော်အဲ့ပကံကိုတစ်ချက်ပိုးပြတ်တက်ပြီးတော့ကျွန်တော်ကဒီပေါင်းတယ်ပေါ့နော်ပေါင်းခံနဲ့ကျွန်တော်ဆက်ထဲမှာပကံကိုပိုးတည်ပိုင်းတည်အောင်လို့တစ်ခါလေးပေါင်းခံတယ်ပေါင်းခံပြီးတော့ကျွန်တော်တေချာပြန်ပြီးတော့ဒီမှာပြန်အသုံးပြုတာခင်ဗျအားလည်းကျွန်တော်ဒီမေလာတရက်နေ့ရစပြီးကျွန်တော်တို့ကဒီ KBA အကျော် အကျော်တပန်းပေါ့နော်အကျော်တစ်ဆက်ပေါ့ KBA မှာအဲ့တစ်ဆက်မှာကျွန်တော်တို့ကပြောင်းမှုပါမယ်ပြောင်းမှုကြော်ပါနော် ပြောင်းမှုကြော်ပါမယ်ပြီးတော့ဘူးသီးကြော်ပါမယ်အာလူးကြော်ပါမယ် ဲ့ဒါလည်းကျွန်တော်မေလာ၁ရက်နေ့ကစပြီးကျွန်တော်စတင်ရောင်းချပါမှာဖြစ်ပါတယ်ဗျဟုတ်အဲ့ဒါကကျွန်တော်အဲ့အကြော်မှာလည်းကျွန်တော်အရေးကြီးဆုံးက C ပေါ့နော်အဲ့ C ကိုလည်းကျွန်တော်ရန်ကုန်ပဲစီစဉ်တစ်မျိုးတည်းကိုသုံးတာခင်ဗျအဲ့၃မီတာ C ကိုလည်းကျွန်တော်နောက်နေ့ပြန်မသုံးဗျကျွန်တော်ဒီနေ့ C သုံးလိုက်တယ်အဲ့သုံးတဲ့ C ကိုကျွန်တော်တခြားရန်ကုန်ပဲစီစဉ်ကိုကျော်လိုက်တယ်ကျော်ပြီးတော့အဲ့ C ကိုနောက်နေ့လုံးဝပြန်မသုံးတော့ကျွန်တော်တို့ဖြစ်လိုက်တယ်စွန့်ပြစ်လိုက်တယ်နောက်ပြီးတော့ကျွန်တော် C အစ်စ်ကိုပဲကျွန်တော်ပြန်ပြီးသုံးတာဗျအဲ့ဒါကြောင့်အကြော်စားတဲ့အချိန်မှာလေချောင်းရတာတို့အချို့ဆို C စီမတန့်လို့ရှိရင် allergic ဖြစ်တာတို့ဒါမျိုးတွေအတွက်လုံးဝစိတ်ပူစရာမလိုဘူးခင်ဗျာဒီဟာဖဲဖြစ်ဆုံးဈေးနှုန်းမှာပဲဗျဟုတ်ကျွန်တော်အကျော်တပန်းမှာလဲကျွန်တော်တို့ကဒီဖွဲ့လိုက်ဆိုရင်တစ်ဖွဲ့လုံးလုံးလုံးလောက်လောက်စားလို့ရတဲ့ပမာဏတစ်ခုရှိမယ်ခင်ဗျာဟုတ်တယ်ဗျအဲ့ဒါကြောင့်တောင်း3000ကလုံးဝဖဲဖြစ်ဆုံးဈေးနှုန်းမှာပဲဗျဟုတ်ကဲ့ဟုတ်ကျွန်တော်တို့ဆိုင်ကိုမေလ၁ရက်နေ့ကစပြီးကျွန်တော်တို့ညနေ6နာရီကနေပြီးတော့နောက်နေ့မနက်6နာရီထိအချိန်တိုးချဲ့ပြီးတော့ဖွင့်လှစ်သွားပြီးမှဖြစ်ပါတယ်ဗျဟုတ်ကဲ့အာကျွန်တော်တို့ဒီလိပ်စာလေးကတော့ဗါတော့ရွှေကုန်းတိုင်းသဒ္ဓါအဆင့်ပေါ့နော်မအဲသဒ္ဓါအဆင့်မှာဆိုရင် ။အဲကျွန်တော် Hotel KB ဆိုရဲကျွန်တော်တို့ဒီမှာ site book ကြီးရှိရပြ။အဲအထက်ကိုကျွန်တော်ဟိုပါပေါ့။ဟာကြွလာရောက်လာရောက်လို့လာရပါတယ်။အနည်းဆုံးကျွန်တော်နေ့စီကုန် mobile data ရှိမယ်။ဒီဘက်ဘေးမှာဆိုကျွန်တော်ပွင့်တဲ့ဆန်တပိတ်ဆန်ရှိမယ်ခင်ဗျာ။ဟုတ်ကဲ့။